ချမ်းသာကြွယ်ဝလွန်လွန်မင်္ဂလာ၆ပွဲအထိဆင်နွှဲခဲ့ကြတဲ့မြန်မာအမှုပညာရှင်ဇုံတွဲမြောင်ပြည်သက်များအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့တာမန်နဲ့မတူထူးထူးခြားခြား မင်္ဂလာပွဲ6ပွဲတည်တည်ကျင်းပပြီးတော့မြမအနုပညာသမိုင်းမှာမှတ်တမ်းဝင်ခဲ့တဲ့နာမည်ကျော်ဆုံးတွဲတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်၄ပြည်တီဦးနဲ့အင်ဒရာကျော်စင်မြမရုပ်ရှင်လောကရဲ့ထိတ်တန်းမင်းသားပြည်တီဦးနဲ့ထိတ်တန်းမင်းသမီးအင်ဒရာကျော်စင်တို့ရဲ့မင်္ဂလာပွဲက27ရာစုရဲ့အခမ်းအနားဆုံးနဲ့အကြီးစေဆုံးမင်္ဂလာပွဲကြီးတစ်ခုအဖြစ်နဲ့ယနေ့တိုင်ပြောစမှတ်ပြုနေရသေးပါပြည်သူချစ်တဲ့နိုင်ငံကျော်အနုပညာရှင်နှစ်ဦးပေါင်းဆက်ကြတဲ့ပွဲဖြစ်တာနဲ့အညီသူတို့ရဲ့မင်္ဂလာပွဲကိုပွဲပေါင်း6ပွဲ ီတိကျင်းပခဲ့တာဖြစ်ပါတယ်မင်္ဂလာမော်ကုန်းတင်လက်မှတ်ရေးထုတ်ပေးမင်္ဂလာစွန်ကြွေအမှုပညာမန္တမများအတွက်အသီးတန့်ကျင်းပတဲ့ပွဲမီဒီယာများအတွက်အထူးဧကန်ပွဲနဲ့ပရိသတ်တွေမှာပါဝင်ဆင်နွှဲနိုင်တဲ့မင်္ဂလာဧကန်ပွဲကြီးများအထိအစီအစဉ်များစွာနဲ့ကျင်းပခဲ့ရပါအထူးသဖြင့်စီရိုနာဟိုတယ်မှာကျင်းပခဲ့တဲ့သူတို့ရဲ့မင်္ဂလာညစာစားပွဲကြီးဟာအရိခေခါကမြန်မာနိုင်ငံရဲ့အခမ်းအနားဆုံးမင်္ဂလာပွဲဖြစ်သမိုင်းတွင်ခဲ့ပြီးတော့သူတို့ဆောင်ရွက်ရဲ့မင်္ဂလာပွဲဟာအမှုပညာလောကအတွက် ကုံယူစရာဆန်တစ်ခုဖြစ်တည်ရှိနေပါတယ်။နံပါတ်3ဝင်းမုံရွှေကြီးမြမရောက်ရှင်လောကရဲ့အထိတ်တန်းမင်းသမီးတလက်ဖြစ်တဲ့ဝင်းမုံရွှေကြီးက သူရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ဖန်တီးနိုင်ခဲ့တဲ့သူတစ်ယောက်ပါအကယ်ဒမီများရှင်မင်းသမီးတဦးဖြစ်တယ်လို့စီးပွားရေးလောကမှာလည်းအောင်မြင်မှုတွေရရှိထားတဲ့သူမကလက်တက်ခဲ့တဲ့ခင်မွန်းတဲ့ဟာမြန်မာနိုင်ငံရဲ့ထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ကိုနိုင်ဖြိုးကျော်ဖြစ်နေရပါသူတို့နှစ်ဦးရဲ့နောက်ခံအတိုင်းဝိုင်းနဲ့အောင်မြင်မှုတွေကြောင့်မင်္ဂလာပွဲကိုတိမ်မောင်းတောင်းချီအကုန်ကြခံပြီးတော့ကြီးကျယ်ခမ်းနားစွာနဲ့ပွဲပေါင်းများစွာကိုကျင်းပခဲ့ကြပါတယ်နံပါတ်1ပိုင်းတကုံး မြန်မာနိုင်ငံမှာဒါမကနိုင်ငံတကာမှာပါပရိသတ်အသိအမှတ်ပြုမှုကိုရရှိထားတဲ့ထိတ်တန်းမင်းသားပိုင်ဒဂွန်ကသူ့ရဲ့အိမ်ထောင်ပန်းနဲ့မင်္ဂလာပွဲကိုခမ်းနားစွာနဲ့ကျင်းပခဲ့ပါတယ်။ပိုင်ဒဂွန်ရဲ့ဇနီးဖြစ်သူလင်းမြဖူးဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်ကြီးတဦးရဲ့သမီးဖြစ်တဲ့လို့သူမကိုယ်တိုင်ကလည်းအရေးချင်းရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ပါတယ်။ဒါကြောင့်သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲဟာငွေကြေးကိုပဓာနာမထားဘဲနဲ့အကောင်ဆုံးနဲ့အခမ်းအနားဆုံးဖြစ်အောင်ပွဲတွေများစွာကိုစီစဉ်ကျင်းပခဲ့ပါတယ်။ပွဲပေါင်းများစွာခွဲပြီးတော့ကျင်းပခဲ့တဲ့ တို့ရဲ့မင်္ဂလာပွဲတွေမှာနိုင်ငံတကာကနာမည်ကြီးဒီဇိုင်နာတွေရဲ့လက်ရံမြောက်တဲ့ဝတ်ဆောင်တွေခင်မီစမ်းသစ်တဲ့ပွဲကျင်စင်တွေနဲ့ဧည့်သည်တော်တွေအတွက်အကောင်းတကအကောင်းဆုံးဆိုတဲ့အစီအစဉ်တွေကိုထည့်သွင်းကျင်းပခဲ့ရကြောင်းလူငယ်တွေကြောင်းမှအိမ်မက်တစ်ခုလိုဖြစ်ခဲ့ရတဲ့မင်္ဂလာပွဲတစ်ပွဲဖြစ်ပါတယ်။ နံပါတ်၁နေကြည်ဦးမြန်မာနိုင်ငံရဲ့ beauty blogger လောကကိုလမ်းထွင်ခဲ့သူအောင်မြင်တဲ့မင်းသမီးတဦးထက်မြက်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့နေကြည်ဦးရဲ့မင်္ဂလာပွဲကတော့မြန်မာသမိုင်းမှာငွေကုန်ကြီးကြောင့်အများဆုံးမင်္ဂလာပွဲဖြစ်နေဆန့်ကျင်တင်ခဲ့ပါတယ်။သူမရဲ့မင်္ဂလာပွဲ၆ပွဲအတွက်ခန့်မှန်းကုန်ကြောင်းငွေဟာမြန်မာကျပ်ငွေသိန်းပေါင်း9000ကျော်ရှိခဲ့တယ်လို့လူအများကပြောဆိုခဲ့ကြပါတယ်။သူတို့ရဲ့မင်္ဂလာပွဲမှာအထူးခြားဆုံးကနိုင်ငံခြားကနာမည်ကြီး wedding decoration အဖွဲ့တွေကိုငှားရမ်းပြီးတော့ပွဲပြင်ဆင် ကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ဒါအပြင်နေကြီးဥဝစ်ဆင်ခဲ့တဲ့မင်္ဂလာဝတ်စုံတွေကရွှေသားစစ်စစ်တွေစိန်တွေနဲ့ပြုလုပ်ထားခဲ့ရတဲ့ကြောင့်တံမိုးဖြတ်မရနိုင်လောက်အောင်ကိုအဖိုးတန်ခဲ့ရပါ။အခုပြောပြခဲ့ရတာကတော့ချမ်းသာကြွယ်ဝမှုနဲ့အောင်မြင်မှုတွေကိုသူတို့ရဲ့မင်္ဂလာပွဲကြီးတွေကနေတဆင့်သက်သေပြခဲ့ကြတဲ့အနုပညာရှင်ဇုံတွေတွေပဲဖြစ်ပါတယ်။မကြခင်အချိန်တွင်းမှာလည်းအနုပညာလောကရဲ့ထိတ်တန်းဇုံတွေတွေဖြစ်တဲ့စုပြည့်တစင်နဲ့ဟင်းဝင်ရန်တို့ကလည်းမင်္ဂလာပွဲ၆ပွဲကျင်းပဖို့အတွက်အစီအစဉ်ရှိတယ်လို့သတင်းထွက်ပေါ်နေပါတယ်။သူတို့ရဲ့မင်္ဂလာ ပွဲကရောအခုပြောပြခဲ့တဲ့ဇုံတွဲတွေရဲ့စံချိန်ကိုမှီနိုင်မှမလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကျေးဇူးပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် သူမကိုခွင့်လွှတ်ပေးဖို့အေဒင်ကိုကိုစားတဆောင်တဲ့အချုပ်ထဲကနေတနာစပွဲတောင်းပန်လာတဲ့သမီးဆိုပြိသက်များအားလုံးမင်းမင်္ဂလာပါရှင်သမီးဆိုရဲ့နောက်ဆုံးချိန်တွေကတော့နေ့စဉ်နဲ့အများစိတ်ဝင်စားစရာတွေဖြစ်နေပါတယ်လေးစိတ်မှရုပ်ရှင်ဆန်ဆန်ဖန်းခံလိုက်ရပြီးရင်နောက်အချုပ်ခန်းထဲကိုရောက်သွားတဲ့သူမစီကနေအခုနောက်ဆုံးမှတော့လုံးဝထိမမထားတဲ့သတင်းတစ်ခုထွက်ပေါ်လာခဲ့ပြန်ပါတယ်အဲ့ဒါကတော့ပြင်ဦးလင်ရဲစခန်းအချုပ်ခန်းထဲမှာ ချဘိုးရီကိုင်လုံးလုံးညာအိမ်မရတဲ့အတွက်သူ့ကိုအချုပ်ခန်းထဲကနေထုတ်ပေးဖို့နဲ့အပြင်ရောက်ရင်လူသိရှင်ကြားတောင်းပန်ပါမယ်ဆိုပြီးအမှုရဲ့မူလတရလို့ဖြစ်တဲ့အေဒင်ကိုစီကိုစာတစ်ဆောင်ရေးပြီးတော့တနာစပွဲတောင်းဆိုလိုက်တယ်ဆိုတဲ့အကြောင်းပါပဲရှင်။ ဒီတင်းထွက်လာပြီးရဲ့နောက်မှာတော့လူတော်တော်များများကအင်အားသင့်သွားခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကအမေရိကန်နိုင်ငံမှာနေပြီးမြန်မာနိုင်ငံကနာမည်ကြီးဆယ်လေးတွေတထီးတွေအမှုပညာရှင်တွေကိုဘယ်သူကမှဂရုမစိုက်ပဲတည်ဝုန်းခဲ့တဲ့တမီဆိုတယောက်အခုတော့မန်ဆွေကျိုးပြီးဒီလိုချင်းနေရောက်သွားတာမြင်တော့ပရိသတ်တချို့ကတော့တနာကြီးဥနာတတ်နေကြပါတယ်။ဇလန်းကိုပြန်ပြောရရင်တော့တမီဆိုကအွန်လိုင်းပေါ်မှာလူပေါင်းများစွာကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့တဲ့အထင်းမှာအေတင်ကိုလည်းတယောက်ပါဝင်ဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ဂျာကရန်ညိုးကတော်တော်လေးကိုကြီးမားခဲ့ ပြီးတော့နောက်ဆုံးမှာတော့အေဒင်ကိုဘက်ကနေအသက်ရေပြည့်မှုနဲ့တရားဆွဲဆိုခဲ့ရကြအောင်တမီဆိုတရားအခုလိုမျိုးအချုပ်ထဲကိုရောက်သွားခဲ့ရဖြစ်ပါတယ်။အခုတော့အဲ့ဒီလိုတရားဆွဲခဲ့တဲ့အေဒင်ကိုစီကိုလူသိရှင်ကြားတောင်းပန်မှမယ်ဆိုပြီးတော့အသနာခံနေခဲ့ရပါဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့နေတဲ့အဲ့ဒီစာရင်းမှာရေးသားထားတာကတော့မဲအေဒင်ကိုကျမတမီဆိုထောင်ထဲကနေစာရေးလိုက်ပါတယ်။ပထမဆုံးပြောချင်တာကထောင်ထဲမှာကြဘိုးရမ်းကြိုက်ပါတယ်အိတ်လို့မရပါဘူးဆိုပြီးတော့သူမရဲ့အခက်ခဲကိုရင်ဖွင့်ထားပါတယ် ဆက်လက်ပြီးတော့သူမအရန်မှားသွားခဲ့ကြအောင်အဲ့ဒီအမားတွေအတွက်ကိုရိုင်းလူသိရှင်ကြားတောင်းပန်ခြင်းလို့ထောင်ထဲကနေထုတ်ပေးပါဆိုပြီးတော့တောင်းဆိုထားတာကိုတွေ့ရပါတယ်။ဒီစာကိုမြင်ပြီးတဲ့နောက်မှာလူတွေကြားထဲမှာဝေဖန်မှုနှမျိုးကွဲသွားပါတယ်။တချို့တွေကတော့ကိုလုံးတဲ့ကံကိုခံရတာဖြစ်ပြီးဒါဟာတရုတ်ဆောင်နေတာအပြင်ထွက်ခြင်းလို့ဟန်ဆောင်တာလို့ပြောဆိုနေကြသလိုတချို့ကတော့ဘလောက်ပဲဆိုဆိုမိမသားတယောက်အချုပ်ထင်းမှာဒီလိုဒုက္ခခံစားနေရတာကိုတော့မကြည့်ရဘူးဆိုပြီးတော့တနာနေကြပါတယ်။ဒါပေမဲ့ဒီစာဟာတကယ်ပဲသမီးစုကိုယ်တိုင်ရေးခဲ့ရလား ါဒါမှမဟုတ်တစုံတယောက်ကတမင်ဖန်တီးလိုက်တဲ့အတူလားဆိုတာကိုတော့ဘယ်သူမှအတိအကျမသိကြသေးပါဘူး။နောက်ဆုံးရရှိထားတဲ့သတင်းတွေရတော့အချိန်တွေကတောင်းမန်ယုံနဲ့ပြီးသွားမဲ့ပုံမရှိပါဘူး။အကယ်၍အေဒင်ကိုကစိတ်တဘောရာကြီးစွာနဲ့ခွင့်လွှတ်ပြီးတော့အာမခံနဲ့လွှတ်ပေးခဲ့ရင်တောင်တမီဆိုတယောက်လွတ်မြောက်ဖို့လမ်းကမရှိတဲ့လောက်ပါပဲ။ဘာကြောင့်လဲဆိုတော့သူ့အပေါ်မှာအေဒင်ကိုရဲ့အမှုအပြင်တခြားတိုင်ကြားထားတဲ့အမှုပေါင်းတွေအများကြီးရှိနေသေးတာပါ။ ဒါရီယန်လုံးထပ်ပို့ပြီးဆိုးရွားတဲ့ကိစ္စကတော့သူမပေါ်မှာလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့သက်ဆိုင်တဲ့ပြစ်မှုတွေပြီးတော့နိုင်ငံတော်အကြီးညိုပြက်စီမှုလိုမျိုးပုံမှကြီးဖြစ်တဲ့ပုံမှ905ကကြီးတို့နဲ့ပါအမှုဖြင့်ခံထားရတယ်လို့သတင်းထွက်ပေါ်နေရပါဥပဒေပညာရှင်တွေရဲ့သုံးသပ်ချက်အရတော့ဒီပုံမှတွေသာအတိဖြစ်ခဲ့မယ်ဆိုရင်တမိစိုးနေနဲ့ထောင်ဒဏ်၄ရှေလာများကနေအမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့တသက်တကျွန်းထိကြာခံရနိုင်တယ်လို့သိရပါတယ်ဒါကြောင့်အချုပ်ခန်းထဲကဇဘိုးတန်ကလောလောဆယ်သူမရင်ဆိုင်နေရတဲ့အခက်အခဲလေးတခုသာဖြစ်ပြီးရှေ့ဆက်ပြီးတော့ ရင်ဆိုင်ရမယ့်ဥပဒေရေးရာပြဿနာတွေက အများကြီးကြန့်ရှိနေသေးရဲ့ဆိုတာကတော့သိကြပါဗျ။ပြည်သက်တွေကရောတမိစိုးကိုတနာမီလာဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ သရိုသမီးမပါဘဲဝိညာဉ်နဲ့မင်္ဂလာဆောင်ခဲ့ရတဲ့မင်္ဂလာပွဲရဲ့နောက်ွယ်ကအကြောင်းအရင်းပရိသတ်များအလုံးမင်းမင်္ဂလာပါရှိဒီရက်ပိုင်းတွင်အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာမြင်ရတဲ့သူတိုင်းကိုကြေကွဲအံ့ဩစေခဲ့တဲ့ဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့နေပါတယ်။အဲ့ဒါကတော့မင်္ဂလာမန်တက်တစ်ခုထဲမှာသရိုသားတစ်ယောက်ထဲထိုင်နေပြီးတော့သူ့ရဲ့ဘေးမှာတော့သရိုသမီးဝတ်ဆောင်လေးတစ်စုံကိုသာချိတ်ဆွဲထားတဲ့မြင်ကွင်းမှာပဲဒီဗီဒီယိုဖိုင်ရဲ့နောက်ွယ်မှာဘလို့ကြေကွဲစရာဇာတ်လမ်းတွေရှိနေမလဲ။ဘာကြောင့်သရိုသမီးမပါဘဲမင်္ဂလာပွဲကိုကျင်းပခဲ့ရသလဲဆိုတဲ့အကြောင်းရင်းကိုဒီနေ့ကျွန်မကပြပြပေးသွား ော်မှာဖြစ်ပါရဲ့ရှင်။ဒီဖြစ်ပြလေးကတော့မန္တလေးမြို့ကုန်းတန်းလေးရက်ခွဲကသရိုးသားလောင်းမောင်ဖိုးလာပြင်းနဲ့ကွယ်လွန်သူသရိုးသမီးလောင်းမမေစင်ဝင်းတို့ရဲ့ခြေခွဲပေရာချစ်ချင်းရဲ့တပ်တွေတကူပါပဲ။သူတို့နှစ်ဦးဟာတယောက်နဲ့တယောက်အရန်ကိုချစ်ကြပြီးတော့ဘဝရဲ့ခရီးလမ်းကိုအတူတူရှောင်လန်းဖို့အတွက်သဘောတူခဲ့ကြပါရယ်။သူတို့ရဲ့အိမ်မက်တွေတကယ်ဖြစ်လာမယ့်မင်္ဂလာရက်မြက်ကိုလည်းအော်တိုဘာလ14ရက်နေ့သတင်းကြော်လာပြည့်ကျော်ရှေ့ရက်နေ့မှာကျင်းပဖို့အတွက်စီစဉ်ထားခဲ့ရပါ။မင်္ဂလာပွဲအတွက်အားလုံးပြည့်စင်ပြည့်စည်နေပြီ။သူတို့သမီးလေးမမေစင်ဝင်းကိုယ်တိုင်က သူရဲ့အပျော်ရွှင်ဆုံးနေ့လေးကိုလာရောက်ချီးမြှင့်ဖို့အတွက်မိတ်ဆွေတွေကိုပျော်ရွှင်စွာနဲ့လိုက်လံဖိတ်ကြားခဲ့ပါတယ်။ဒါပေမဲ့ကံကြမ်းကြီးရဲ့ဆက်လာတဲ့အလဲပြောင်းတစ်ခုမှာမင်္ဂလာပွဲကျင်းပဖို့ရပ်ပိုင်းလေးပဲအလိုမှာအရာအလုံးကပြောင်းပြန်ဖြစ်သွားခဲ့ရပါတယ်။သူတို့သမီးလောင်မမေဇင်ဝင်းဟာမင်္ဂလာပွဲမှာအလှဆုံးဖြစ်နေစေဖို့လိုအပ်တဲ့ဘန်းတွေကိုသွားဝယ်ရင်းနဲ့စံကေမတော်တဆမှုဖြစ်ပြီးတော့ရုပ်တရက်ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ရပါတယ်ရှင်။ပျော်ရွှင်စရာတွေနဲ့ပြည့်နေနေရမယ်မင်္ဂလာအိမ်က မျက်ရည်တွေနဲ့ပြင်းထန်နေတဲ့နာရေးအင်အဖြစ်နဲ့တခဏအတွင်းမှာပြောင်းလဲသွားခဲ့ရပါတယ်။ဒီနေရာမှာအလုံးရဲ့နှလုံးသားကိုအီးပြောကြစေခဲ့ရကသရိုးသားမောင်ဖိုးလာပြည့်ရဲ့ဆုံးဖြတ်ချက်ပါပဲ။သူကချစ်သူကိုလွန်သွားလို့မင်္ဂလာပွဲကိုဖျက်သိမ်းမဲ့အဆောင်တတ်မှတ်ထားတဲ့ရက်မှာမင်္ဂလာပွဲကိုမဖြစ်ဖြစ်အောင်ဆက်ကျင်းပဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဘာကြောင့်ဒီလိုဆုံးဖြတ်ခဲ့ရတာလဲကျမတို့မြန်မာလူမျိုးတွေရဲ့အယူအဆအရမပြည့်ပြတ်ခဲ့တဲ့ကိစ္စတွေမဖြေစည်းနိုင်ခဲ့တဲ့စံထားတွေပေါ်မှာလူတယောက်ဟာအသေးဆုံးသွားတဲ့အခါမှာဝိညာဉ်ကစိတ်ဆွဲလန်းပြီးတော့ကျွလွတ်ဖို့ခဲယဉ်တတ်တယ်လို့ယုံကြည်ကြပါတယ်။မောင်ဖိုးလာပြည့်ဟာသူ့ရဲ့ချစ်သူလေးမမေစင်ဝင်းရဲ့ဝိညာဉ်ကဒီမင်္ဂလာပွဲကိုပြုလုပ်ခြင်းနဲ့စိတ်နဲ့ဒီဘဝပေါ်မှာအညီအတွေဖြစ်ပြီးတော့စိတ်ဆွဲလန်းနေမှာကိုအယံဆိုရင်ခဲ့ပါတယ်။ ဒါကြောင့်သူဟာသူ့ရဲ့ချစ်သူရဲ့ဝိညာဉ်လေးကောင်းရမုံဘဝကိုရောက်ရှိစေဖို့အတွက်အနောင်ဖွဲ့ကင်းကင်းနဲ့ဖြောင်းဖြောင်းတန်တန်ကူးပြောင်းသွားနိုင်စေဖို့သူမရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့မင်္ဂလာပွဲကိုအကောင့်ထည့်ဖို့ပေးခဲ့တာပါဒါဟာသူတို့သမီးမပါတဲ့မင်္ဂလာပွဲဝိညာဉ်နဲ့လက်ထက်တဲ့ပွဲချစ်သူရဲ့နောက်ဆုံးခရီးကိုဖြောင်းပြူးစေဖို့ရည်စူးပြီးကျင်းပပေးတဲ့အဆုံးစွန်သောချစ်ချင်းမြတ်တာရဲ့ကြာရောက်တစ်ခုပါပဲမင်္ဂလာမန်တဲ့ထဲမှာသူတို့သမီးနေရာမှာချစ်သူဝစ်ဆင်ရမယ်မင်္ဂလာဝစ်ဆောင်လေးကိုထားပြီးတော့တယောက်တည်းထိုင်နေရတဲ့သူတို့သားရဲ့ခံစားချက်ကိုကျမတို့ ို့အားလုံးကကိုချင်းစာချင်းနေပါတယ်။တဟာယူသူမှုမဟုတ်ပါဘူး။ချေရတဲ့သူပေါ်မှာထားတဲ့အနက်ဆိုင်ဆုံးသောမေတ္တာနဲ့နောက်ဆုံးတာဝန်ကျေပွမှုတစ်ခုသာဖြစ်ပါတယ်။ဒီဖြစ်ပျက်ကကျမတို့လူကြီးတွေပြောနေကြမင်္ဂလာဆောင်ကနေအရေးကြီးတဲ့ကိစ္စတွေလောက်ခါနီးမှာအသွမ်းလာအနေထိုင်ဆင်ခြင်မှာဆိုတဲ့စကားကိုပို့ပြီးတော့လေးနက်စေပါတယ်။ ကယ်ပရိသတ်ကြီးတို့ရောသရိုးသားမောင်ဘိုးလာပြည့်တစ္ဆာတရားနဲ့ချစ်ချင်းမြတ်တာတွေပေါ်မှာဘယ်လိုမြင်ကြပါသလဲမှတ်ချက်လေးတွေကိုပြောသွားခဲ့ပါဦးနော်ဒီလိုမျိုးကြေကွဲစရာအဖြစ်ဆိုမျိုးဘသူတဦးတယောက်စီမှာမှမကြုံတွေ့ပါစေနဲ့လို့ဆုတောင်းရင်းနဲ့ကွယ်လွန်သွားတဲ့သရိုးသမီးလောင်မမေစင်ဝင်လေကောင်းရာတုတ်ကတိလာပါစေလို့ဆုတောင်းမြတ်တာပို့လာလိုက်ပါရရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်